ားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအာဂါစာသတင်းတွေကိုကြည့်ရမယ်ဆိုတော့ Chelsea အသင်းကတော့တန်းစင်သွားပြီဖြစ်တဲ့ Everton အသင်းရဲ့ England တိုက်စစ်ကစားသမားဖြစ်တဲ့ Dilas ကိုတော့ပြောင်းရွှေ့ခြင်း Euro အသန်း30နဲ့ခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့မှဒီကနေ့မှာပဲဒါကလပ်အသင်းဘက်ကတရားဝင်ဖော်ပြထားတယ်ဆိုတော့ Dilas ကိုတော့ကျွန်တော်တို့ဒါ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Nottingham Forest တစ်ဖက်က Manchester United အသင်းတို့နဲ့အပြိုင် Chelsea အသင်းကခေါ်ယူခဲ့တာဖြစ်ပြီးတော့မှ ဒီလက်နဲ့ကျွန်တော်တို့ဒါဒီအက်ဆွတ်တောင်းအတင်းချမှာပေါ့လေသူတို့အဂရစ်မတ်တစ်ခုရှိတယ်ဒါပါလဲဆိုတော့တကယ်လို့ဒါအက်ဆွတ်တောင်းကတန်းစင်းသွားရမယ်ဆိုရဲ့ ဒီလက်စ်ကဒါစာချုပ်ဖြတ်သိမ်းခြင်းယူရိုတန်း30နဲ့ဘယ်ကလပ်ကပဲခေါ်ချင်ခေါ်ချင်ခေါ်ယူနိုင်တဲ့ဆိုတဲ့အချက်ကိုထည့်သွင်းထားတဲ့အခြေအနေကြောင့်မလို့ Chelsea အသင်းကဒီလက်စ်ကိုပြောင်းရွှေ့ခြင်းယူရိုတန်း30နဲ့ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်တယ်ဆိုတော့လက်ရှိမှာတော့ဒါ Chelsea အသင်းကဒီလက်စ်ကိုတော့ဒါကျွန်တော်ကြောနံပါတ်6ကိုဝစ်ဆင်ကစားသွားစီမှာဖြစ်တယ်ဆိုပြီးတော့မှ Fabrizio Romano ကပါဖော်ပြထားတယ်တစ်ဖက်မှာတော့ Inter Milan အသင်းရဲ့နေပြဖြစ်တဲ့ Inzaghi ကတော့ဒီကနေ့မှာပဲ Sorry Club အသင်းဖြစ်တဲ့ AIA Hali အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဆိုပြီးဖော်ပြထားတယ်ဆိုတော့ Champions League Final ယ်ပွဲစဉ်ဖြစ် PSG ကို5နေရလက်နဲ့အရင်နေပြီးတော့မှကျွန်တော်တို့ဒါနောက်ဆုံးပေါ်လေနောက်ဆုံး3နေမှာနှစ်ချိန်တိတိ Champion Final တက်ခဲ့တယ်နှစ်ချိန်စလုံးဒုတိယနေ့သာကျင်းပခဲ့ရပြီးတော့နောက်ပိုင်းမှာတော့ဒါကျွန်တော်တို့ကလပ်သင်းပါရှင်နေနဲ့ကျွန်တော်တို့ဒီနီးပြဖြစ်တဲ့ Izagi ကြားမှာနားလည်မှုတချို့လွဲခဲ့တယ်ဆိုပြီးသိရတယ်ဒီအချိန်နေကြမှုလို့လည်းကျွန်တော် Izagi ကဥရောပဘောလုံးကိုဆုံးဘောလုံးလောကကိုဆုံးခွာပြီးတော့မှဒါကျွန်တော်တို့ Sorry Club တက်ဖြစ်တဲ့ AIA ဟာလီအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီးတော့မှ တနှစ်လောက်ခပေါင်အနေနဲ့ပေါ့လေဒါကျွန်တော်26တန်းရတော့မှဖြစ်ပြီးတော့မှနှစ်နှစ်စာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့တာဆိုပြီးတော့မှအီတလီမီဒီယာတချို့ကရေးသားဖော်ပြထားတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ကလပ်သေးရဲ့ဂိုးလမဖြစ်တဲ့အိုနာနာကိုရောင်းချပြီးတော့မှအက်စတွန်ဗီလာတဲ့အာဂျင်တိုင်းနာဂိုးလမဖြစ်တဲ့မာတီနက်ကိုခေါ်ယူဖို့ဂျိုးပတ်နေတယ်ဆိုပြီးတော့မှ Daily Pirates ကဖော်ပြထားတယ်ဆိုတော့ Onana ကပြီးခဲ့တဲ့ရာသီတလျှောက်လုံးကျွန်တော်တို့ဒါဝေဖန်မှုတွေတောက်လျှောက်မြင့်တက်ခဲ့သလိုဒီပြဖြစ်တဲ့ Amore ကိုတိုင်ကလည်းကျွန်တော်တို့ဒါတိတ်ပြီးသဘောကျတဲ့အနေထားတစ်ခုတော့မဟုတ်ဘူးဒါကြောင့်မလို့လက်ရှိမှာတော့ဒါ Aston Villa အတင်းကနေထွက်ခွာသွားတော့မယ် Argentina ကိုယ်စားပွဲဖြစ်တဲ့ Martinez ကို Onana ရဲ့နေရာမှာအစားထိုးနိုင်ဖို့ Manchester United အသင်းဘက်ကကြိုးပမ်းနေတာလည်းဖြစ်တယ်တစ်ဖက်မှာတော့ဒါ Catalanta Radio ရဲ့ဖော်ပြချက်အရဆိုရင်တော့ကျွန်တော်ဘာစီလိုနာတင်းရဲ့နေပြဖြစ်တဲ့ Hansi Flick ကတော့ ဒီအဒလရာအသေးရပေါ့လေတိုက်စစ်ကစားမှဖြစ်တဲ့လော့ကမန်ကိုခေါ်ယူဖို့ဂျိုးပန်းနေတယ်ဆိုပြီးပေါ်ပြထားတယ်။အထက်ကတော့ကျွန်တော်ဟန်စီဖလစ်ကအသည်မှာအသက်ရွယ်ရလာပြီဖြစ်တဲ့လီဝင်ပိုရော့စကီးရဲ့နေရာမှာအစားထိုးနိုင်ဖို့လော့မန်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်တယ်။အင်စီမီလန်တင်းကတော့ဒါရေမထွက်အသင်းကနေအလော့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာလာတယ်။ ဒီကလပ်တည်းရပေါ့လေဒီကျွန်တော်ခရိုအေးရှားကွင်းလေကစားသမားဖြစ်တဲ့လောကမော်ဒရစ်ကိုခေါ်ယူဖို့ပုဂ္ဂိုလ်ရေးဆိုင်အဖြစ်သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့မှဗီဒီယိုရိုမာနိုကပေါ်ပြထားတယ်လောကမော်ဒရစ်ကတော့အေစီမီလန်အသင်းနဲ့2029ဂျွန်လအထိတနည်းတတန်းရှိတဲ့စာချုပ်ချုပ်ဆိုသွားမယ်ဆိုပြီးတော့ပေါ်ပြထားတယ် ဘာစီလိုနာတင်းကတော့အစပန်ယိုအတင်းရဲ့ဂိုးသမားဖြစ်တဲ့ဂါရီကာကိုခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့မှကျွန်တော်မာကာကဖော်ပြထားတယ်ဆိုတော့ဟိုပြီးခဲ့တဲ့ရာသီတုန်းကလည်းကျွန်တော်တို့ဒါအတင်းရဲ့အဓိကဂိုးသမားအင်ဂျူဖြစ်သွားတဲ့အခြေပါကျွန်တော်တို့ဒါဒီဘောလုံးလောကကနေအနားယူထားတဲ့အဆက်ဆက်နေကိုတရားသီး စာချုပ်နဲ့ခေါ်ယူထားခဲ့တာဆိုတော့ဒီ RDP ရဲ့စစ်စင်တီကလည်းထွက်ခွာသွားတော့မယ့်အခြေအနေကြောင့်မို့လို့လက်ရှိမှာတော့အက်စပန်ယိုအသင်းရဲ့ဂိုလ်မှဖြစ်တဲ့ဂါရီကာကို9နှစ်တက်တန်းရှိနေတဲ့စာချုပ်နဲ့ဘာစီလိုနာအသင်းကခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးတော့မှကစားသမားရဲ့ပြောင်းရွှေ့ခြင်းအတွက်ဘာစီလိုနာအသင်းကအက်စပန်ယိုအသင်းကိုပြောင်းရွှေ့ခြင်းယူရို25တန်ခွဲပေးသွားမယ့်အခြေအနေရှိတယ်ဆိုပြီးတော့ဖော်ပြထားတဲ့မန်ချက်စတာစီးရီးအသင်းကတော့လိုင်ယွန်အသင်းရဲ့ဒါကျွန်တော်တို့ကစားသမားဖြစ်တဲ့ပေါ့လေချာကီကိုခေါ်ယူဖို့ ကစားသမားနဲ့ Manchester City အတင်းကြားမှာ agreement ရခဲ့ပြီဆိုပြီးဖော်ပြထားတယ်။ဆိုတော့ City ကလည်းကျွန်တော်တို့ဒါဒီရီယာဒီမှာကစားသမားတွေကိုအဓိကပေါ့လေသူတို့ထပ်ဖြစ်နေတယ်။အာကျွန်တော် class worker ရှိတယ်။နောက်ကဒီကျွန်တော်တို့ဒါ Premier League ဒီ title အတွက်ပေါ့လေဒီ channel လုံနိုင်ဖို့ Manchester City တင်းကလည်းပြင်ဆင်နေတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ဒါကျွန်တော်တို့ကစားသမားတွေခေါ်ယူထားတဲ့နေရာမှာအာဒီပေါ့လေ Richarder ကိုလည်းခေါ်ပြီးပြီလက်ရှိမှာတော့ကျွန်တော်တို့ဒါ ဒီလိုင်ယွန်တရက်ကစားသမားဖြစ်တဲ့ချာကီယိုဘာခေါ်ယူဖို့ကစားသမားနဲ့အဂရီစမန်ရပြီးတော့ဖြစ်ပြီးတော့ဒါကလပ်တင်နဲ့လဲထပ်ပြီးတော့မန်ချက်စတာစီးတီးအတွင်းရှိတဲ့သူတွေကဆွေးနွေးနေတယ်ဆိုပြီးတော့မှဖာဗီဇီယိုရိုမာနိုကပေါ်ပြထားတယ်ဗောလေဆိုတော့ အဲအစောပိုင်းတော့ကကျွန်တော်ချာကီကဒီလီဗာပူးအသင်းကိုပြောင်းရွှေ့ရှင်တဲ့ဆန္ဒရှိတယ်။လီဗာပူးအသင်းကဒီတရားဝင်ထပ်ပြီးတော့ကမ်းလှမ်းတာမျိုးမရှိတဲ့အတွက်ချာကီကတော့မန်ချက်စတာစီးတီးအသင်းကိုပြောင်းရွှေ့သွားဖို့ရှိတယ်ဆိုပြီးပေါ်ပြထားတယ်ဗောလေ။ဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။